Okay, welcome နိုင်မအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ကတော့ကျွန်တော်တို့ဆောင်းမြောင်းနေတဲ့ပွဲလာပါပြီဗျ။လက်ရှိကျွန်တော်တို့မြန်မာ fighter မှာတော့ဒီကင် super ye chance ရှိမယ်။အင်းမွေရှိမယ်။ပြီးတော့မှမိုးထက်အောင်ပွဲပေါ့နော်။ပြီးတော့ရှိသေးတယ်ဒီထုံးမင်းအောင်ရပွဲ။လက်ရှိဒီ fighter တွေရဲ့ပွဲစဉ်တွေကိုကျွန်တော်တို့ဆောင်းမြောင်းနေတာဖြစ်ပါတယ်။ပထမအဦးဆုံးဒီညအချိန်ရလာတာကတော့ super ye chance ရပွဲပါ။ စူပါရင်ချမ်းရဲ့ပွဲအရင်ကြည့်ရမှာဖြစ်တယ်ဒီပွဲကတော့ဒီလာမှာပဲကြည့်ရမှာဖြစ်ပါတယ်30ရက်နေပေါ့နော်တို့ကြိမ်ရထားတာကတော့30ရက်နေပြီးတော့မွေထိုင်းပွဲစဉ်ပါပဲ138ပေါင် cash rate တန်းမှာထိုးတက်ကြမှာဖြစ်ပါတယ်ကျွန်တော်တို့အမြန်မှာပရိတ်သတ်တွေနဲ့မဆိုင်တဲ့ပြိုင်ဘက်ပါသူရဲ့ပြိုင်ဘက်ကတော့ Japan Fighter Mugen Seto ဆိုတဲ့ Fighter ဖြစ်ပါတယ်အဲ့တော့ဒီ Fighter ကကျွန်တော်တို့တစ်ခါတွေ့ပြီးတော့ပြီဒီပြီးခဲ့တဲ့ January လာမှာပဲမဟုတ်နော်ဒီ33ရက်နေ့ထင်တယ်ဇန်နဝါရီလမှာကျွန်တော်တို့ဒီမြန်မာဖိုင်တာအင်းမွေနဲ့တခါရှင်ပြန်ခဲ့ပြီးသွားပြီတကယ်ကိုကောင်းတဲ့ဖိုင်တာပါသူကအခစ်ပုံစံဖိုင်တာဒါပေမဲ့လက်ရှိ1 championship မှာတော့မွေထိုင်ပဲကစားနေအာသူရဲ့ record ကတော့နှစ်ပွဲဆက်တိုက်နိုင်ထားတယ်ပြီးတော့နောက်ဆုံးပွဲရှုံးထားတာပေါ့နော်အဲဒီနောက်ဆုံးပွဲကဒီအင်းမွေကိုရှုံးထားတာအင်းမွေရဲ့ပွဲကိုကျွန်တော်တို့တစ်ချက်ပြန်ကြည့်မယ်ဆိုရင်သူကစားတော့တကယ်ကောင်းပါတယ် နော်ဒီဂျပန်ဖိုင်နယ်ကစားသွားတဲ့ပုံစံကပထမအချိန်မှာပဲကျွန်တော်တို့အင်းမွေကိုအမောက်တိတ်တဲ့အနေအထားတိကျွန်တော်တို့တွေးခဲ့ရတယ်နောက်တောင်းပေါ့နော်အမောက်တိတ်တော့မဲ့အချိန်တွေအထိကျွန်တော်တို့တွေးခဲ့ရတယ်ပွဲပြီးခံနေပေါ့နော်ပထမအချိန်ပြီးခံနေမှာအင်းမွေကတော်တော်လေးကိုခံလိုက်ရတယ်ဗျနောက်တောင်းလေးကြာတယ်ပြီးတော့မှမူးသွားတဲ့အချိန်တွေပေါ့နော်အဲ့လိုမျိုးအချိန်တွေမှာကျွန်တော်တို့တော်တော်လေးကိုစိုးရိမ်သွားတယ်ဟာသွားပြီးတနေတက်မှာဒီပွဲကပထမအချိန်မှာပဲကျွန်တော်တို့ ပွဲဖြတ်ခံရပြီထင်တယ်ဆိုပြောကျွန်တော်စိတ်ပူသွားတယ်။ဒါမဲ့အန်ကောင်းတော့အချိန်ပြည့်သွားတယ်။အချိန်ပြည့်သွားအချိန်ကြီးရောလို့ကျွန်တော်ပြောရမှာပေါ့နော်။ဒီဖိုက်တာတကယ်ကိုမာတဲ့ဖိုက်တာအဲ့တော့ဒုတိယအခြေစတင်တဲ့အချိန်မှာတော့ဒီဖိုက်တာကအရင်အတိုင်းပဲဒီခြေကန်ချက်တွေပြီးတော့လက်တီထိုးချက်တွေစတိုက်ကိုထိုးတက်ရှင်ပြိုင်လာဖြစ်ပါတယ်။အဲ့တော့အင်းမွေလည်း မာကုံမြင့်တဲ့ဖိုင်တာဖြစ်တဲ့အတွက်ဘလောက်ပဲထိထိလုံးဝမလေးကြပါဘူးဆက်ပြီးတောင်းခံပြီးတော့ကစားခဲ့တာတွေ့ရပါတယ်ဒါပေမဲ့လည်းတိတ်မကြပါဘူးဒုတိယအချိန်စတာနဲ့တိတ်မကြခင်မှာပဲနှစ်ယောက်စလုံးရဲ့ left hook မြည်သွားတယ်ဂျပန်ဖိုင်တာလည်းဘယ်လက်တီနဲ့ထိုးလိုက်တယ်အမှအင်းမွေကလည်းဘယ်လက်တီဝိုက်လိုက်တဲ့အချိန်မှာနှစ်ယောက်စလုံးထိပါတယ်သူကဒမ်ဘယ်နောက်ဒေါင်းတော့မှဖြတ်သွားတယ်နှစ်ယောက်စလုံးလေးကြသွားတယ် ဒါမဲ့အင်းဝင်ကပြန်ထလာနိုင်တယ်ဒီဂျပန်ဖိုက်တာကတော့ထတော့ထသေးတယ်ဒါမဲ့နည်းနည်းရိုင်နည်းနည်းနဲ့ပေါ့နော်မူးနေသေးတဲ့အခြေအနေမှာကျွန်တော်တွေးခဲ့ရတယ်အဲ့ဒီဘွယ်ကိုအင်းဝင်ကအလေးထိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်အဲ့တော့ဘွယ်ပြီးသွားတဲ့အချိန်မှာဒီဂျပန်ဖိုက်တာကခဏခဏပြန်ဆိုင်ခေါ်တယ်တယ်လားသူရဲ့ပထမဆုံးရှုံးပွဲကြုံခဲရတဲ့အတွက်အင်းမွေကိုပဲပြန်ပြောအစိန်ခေါ်ရဖြစ်တယ်ကျွန်တော်တို့ခဏခဏတွေ့ရသူရဲ့ဒီ Instagram account ကလည်း ပြန်ပြီးတော့ဆိုင်ကုန်ထားတာပေါ့နော်။ဒါပေမဲ့ World Championship ကတော့တခါလဲဒီအဲမွေနဲ့မချေပွဲပြန်တည်ပေးတာမချေဘူး။အခုဒီလကြာမှာပဲကျွန်တော်တို့မြန်မာဖိုင်တာ Lewin Fighter တယောက်ဖြစ်တဲ့ Super Yin Chan နဲ့ပွဲတည်ပေးတာလားကျွန်တော်တို့တွေ့ရပါတယ်။အဲတော့ပြောမှဆိုရင်ပထမဆုံးကျွန်တော်တို့အဲမွေပွဲထက်ပိုပြီးတော့ကောင်းအောင်ပြင်ဆင်လာမှသိချပါတယ်ဒီ Japan Fighter လေ။အဲ့တော့ Super Yin Chan ကလည်း တည်တည်ရှိရှာကိုဒီပွဲကိုချင်းကပ်ဖို့လိုတယ်အဓိကတော့ clinch ပိုင်းကိုကျွန်တော်တို့အစိုးရင်စရာမလိုဘူးဂျပန် fighter တွေကိုတော့ကျွန်တော်တို့မြန်မာကစားသမားတွေတွားတဲ့ပုံစံနဲ့အနေထားဆင်တယ်ဗျဘာလို့ဆိုရင်အရန် clinch ပိုင်းဝင်တဲ့ပုံစံကိုတိတ်မတွေ့ရဘူးနော်တို့လည်း kickboxing background ဆိုတော့လေချေကမ်းမယ်လက်တီထိုးမယ်တတောင်ရိုက်မယ်အဲ့လိုပါပဲတတောင်ရိုက်ချက်တော့မှအဲ့လိုမတွေ့ရဘူးလက်တီထိုးချက်ပို့ပြီးတော့အဲကျွန်တော်တို့တွေ့ရတယ်ပို့ပြီးတော့တိတ်တက်တာလည်းတွေ့ရတယ်အဲ့တော့ကျွန်တော်တို့ စူပါရေချမ်းကဒီပွဲကိုအေးမွေကစားတဲ့အတိုင်းပဲရှင်ထိုးနိုင်မှာဖြစ်မှာပါအမှတ်ယူပြီးတော့ကစားမယ်ဆိုတဲ့အတွေးကတော့ကျွန်တော်တို့မရှိသေးရှင်ဘူးဘာလို့ဆိုရင်ဒီခေပေါ့စင်တမားတွေကလက်တီထိုးချက်ပို့ပြီးတော့တီးကြတယ်ခြေတော့ပြန်ချက်လဲပို့ကောင်းတယ်အဲ့တော့အမှောက်တိတ်နိုင်မှာအနိုင်ရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ဒီပွဲကိုလာမယ်မေလ30ရက်နေ့မှာကျွန်တော်တို့ကြည့်ရှုရမှာဖြစ်ပါတယ်ဒါကတော့စူပါရေချမ်းရဲ့အပွဲအကြောင်းပါ โอเคနောက်ထပ်အကြောင်းအရာတစ်ခုကတော့ဒီရလေးပါဗျအဲတော့ကျွန်တော်ဘလိုနီကာရဲ့ပုံလေးပြထားတယ်ပြီးတော့မြန်မာနိုင်ငံအလံလေးကျွန်တော်ကပ်ပေးထားပါတော့ဒီမှာကျွန်တော်ပြောချင်တဲ့ပုံစံကဒီကဘက်ကကျွန်တော်တို့မြန်မာပရိတ်သတ်တွေကျွန်တော်တို့မြန်မာလက်ဝဲဖိုင်တာဘလိုနီကာပိုင်ဆိုင်ရမယ်ကံပြောင်းရမယ်ကပတ်ဖြစ်ပါတယ်နော်အဲ့တော့မွေထိုင်းရဲ့ အထံဝိတ်တန်ချန်ပီယံကပတ်ပါမနေ့ညကတော့ဒီလက်ရှိချန်ပီယံ Helen Rodriguez ပေါ့နော်ဒီတယောက် Brazil fighter ပါလက်ရှိချန်ပီယံက Helen Rodriguez သူရဲ့ချန်ပီယံကပတ်ကိုစိန်ခေါ်ခွင့်ရတဲ့ fighter ကတော့ဒီတယောက်ပါ Israel fighter 2 Israel fighter Shell Cohen လို့ခေါ်ပါတယ် Shell Cohen ပေါ့နော်သူက၃ပွဲပဲကစားသေးတယ်ဒီ၃ပွဲစလုံးကိုသူကအနိုင်ရထားတယ်ရှုံးပွဲလုံးဝမရှိသေးပါဘူး ဲ့တော့အမျိုးသမီး fighter တွေထဲမှာတော့ fighter ကောင်းတွေရှိတော့ရှိတယ်ဒါမှမဟုတ်အလောက်ထိမများဘူးဗျ Bronica အတွက်လည်းကျွန်တော်အများကြီးမျှော်မှန်းလို့ရတဲ့အခြေအနေပါเนาะအဲ့တော့ Shell Cochem ကလက်ရှိ Fair Test ဂျင်မှာ Legend ပြင်ဆင်နေတဲ့ fighter ဖြစ်ပါတယ်အရင်တစ်ပတ်ကဒီ Bronica နဲ့ကစားခဲ့တဲ့ Junior Fair Test နဲ့သူတို့ mix ဝင်နေဖြစ်ပါတယ်เนาะအဲ့တော့ဒီ Fair Test ဂျင်ရဲ့ဂုံဆောင် fighter ကြီး Shell Cochem ရဲ့ ွဲစဉ်ကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်။ဒီပွဲလေးသိမကြတော့ဒီလာမယ့်ဂျွန်လ6ရက်နေ့မှာကျွန်တော်တို့ကြည့်ရှုရမှာဖြစ်ပါတယ်။အဲ့တော့ထူးခြားတဲ့အချက်ပြောပါမယ်။ထူးခြားတဲ့အချက်ကဘာလဲဆိုရင်ဒီ Israel Fighter ကဘဒုကိုအနိုင်ယူထားလဲဆိုရင် Francisca Vera ပါ။သူကစားခဲ့တဲ့ပွဲစဉ်ကို၃ပွဲမှာဒီ Bronica ကိုအနိုင်ယူထားတဲ့ Francisca Vera လေကျွန်တော်တို့အားလုံးသိမှထင်ပါတယ်။ ဒီအာဂျင်တီးနာဖိုင်တာမျိုးပေါ့နော်ဒီဖရန်စစ်ကာဗေရာဟိုအနိုင်ယူထားတဲ့ဖိုင်တာဖြစ်ပါတယ်ဝါအဲ့တော့ရှယ်ခိုခန်းလာလေတကယ်ကိုမလွယ်တဲ့ဖိုင်တာပါအဲ့တော့ကြောင့်လဲချန်ပီယံဆိုင်ကိုဖွင့်ရရှိတာဖြစ်ပါတယ်နောက်၃ပွဲပဲကစားရသေးတယ်ပြီးတော့၃ပွဲစလုံးလဲနိုင်တယ်ပြီးတော့အခုချန်ပီယံကပတ်လွတ်ခွင့်လဲရနိုင်ပြီနော်အဲ့ဒီအခြေအနေမှာပါအဲ့တော့ကစားသမားအရင်ကြီးတိတ်မများတဲ့အခြေအနေပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ အာယူဆလို့ရပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဘရိုနီကာရဲ့အပွဲလဲမပြောတတ်ဘူးဒီနှစ်အတွင်းမှာချန်ပီယံကပ်ပစင်ကဖွင့်ရမှာဆိုတော့ကျွန်တော်အဆောင်ကြည့်ရမှာဖြစ်ပါတယ်အခု Helen Rodica နဲ့ Shell ခုခံမြေပွဲဒီပွဲကိုကျွန်တော်တုံးတက်ရမယ်ဆိုရင် Helen Rodica တကယ်ကိုမာတဲ့ fighter Bronica လို့ပဲတန်မာတဲ့ fighter ပါဒါပေမဲ့ Shell ခုခံက Nissan ဘန်ကောကိုလည်းကောင်းတယ် ဘယ်ဖိုက်တာကိုဘယ်ပုံစံနဲ့ချင်းခဲ့ရမလဲဆိုတဲ့အခြေအနေပြောမယ်ဆိုရင်ဒီ fight IQ တော်တော်လေးကိုမြင့်တဲ့ fighter ပါဒီတရားပါအဲ့တော့ကျွန်တော်ထင်တယ်ဒီပွဲကိုအမှတ်အဆုံးဖြတ်တဲ့ champion တစ်ဒီ Israel ပေါ့နော် Shell Hawken ဖြစ်သွားနိုင်တယ်လို့ကျွန်တော်ကတော့ခံမှန်းပေးချင်ပါတယ်အဲ့တော့ဒီပွဲကလည်းတကယ်ကိုအရေးကြီးတဲ့ champion လူပွဲပါပဲကျွန်တော်တို့အဆောင်မြင်နေတဲ့1 championship မှာကိုအောင်လာပြီးရင် ဖြစ်နိုင်ဆုံးပေါ့နော်လက်ရှိအခြေအနေအရပြောတာပါတခြား fighter တွေအရန်ကြိုးစားနေကြပါတယ်ဒါမဲ့လက်ရှိအဖြစ်နိုင်ဆုံး champion ကပတ်ကိုကင်မြောက်ခွင့်ရမယ့် fighter ကတော့ကျွန်တော်တို့ bronica ကိုလက်ရှိအခြေအနေမှာကျွန်တော်တို့ခံမှန်းထားလို့ရမှာဖြစ်ပါတယ်ပြီးတော့သူကင်မြောက်မဲ့ကပတ်ကလည်းဒီအထံဝိတ်တန်မွေထိုင်းကပတ်ပင်ပထမဆုံးကင်မြောက်အနိုင်မှာဖြစ်ပါတယ်နော်အဲ့တော့ပြီးတော့ kickboxing ပွဲလာရင်လာမယ်ပြီးတော့ mma ပွဲပေါ့နော်တစ်ခုပြီးတစ်ခုတော့ ကျွန်တော်စိန်ခေါ်ထိုးတက်သွားလို့ရမှာဖြစ်ပါတယ်။ Okay အဲ့ဆိုရင်ဒီညတလောက်ပဲဗျာ။နောက်ဗီဒီယိုမှာပြန်ဆုံမယ်။အားလုံးကျေးဇူးတင်ပါတယ်။